တအန်းတမတော် DNL ထိမ့်ချုပ်ထားတဲ့နမ်ဆန်မန်တုံမိုးမိန်နဲ့မိုင်းငေါမျိုးတွေကိုစကောင်းစီတက်ကယမန်နေနေ့လယ်ပိုင်းမှာလေကြောင်းကနေပုံကျဲခဲ့တယ်လို့ဒေတာခန့်အချို့ကပြောပါရယ်မနေ့ညကလိုပဲမျိုးတွေကိုဇက်တိုက်ကျဲသွားတာအရက်သားတွေအတွက်ကတော့တကယ်ကိုအန္တရာယ်ကြီးတာပဲလို့ရှမ်းမြောက်ဒေတာခန့်တအူကပြောကြပါရယ်အော်တိုဘာ16ရက်နေ့မွန်လွဲ17နာရီခွဲနဲ့တနအိမီနေ့20အကြာမှာနမ်ဆန်မိုးမိန်မိုင်းငေါနဲ့မန်တုံမျိုးတွေကိုဘုံပတ်ကျဲသွားတာလို့သိရပါရယ် ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုမသိရသေးပါဘူးစစ်ကောင်းစီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ရမှာတီယန်နန်လေးတပ်ဖွဲ့တွေဝင်းနေစုဝေးတက်တဲ့မြို့ထဲနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်ဆွေးနွေးပွဲမဖြစ်ခင်သူတို့ကစစ်ရေးအရာဖိအားပေးတဲ့သဘောမျိုးလေးဖြစ်နိုင်တယ်နောက်ပြီးတော့ရွေးကောက်ပွဲလေးနေတာလေအခါအဲ့ဒီကိစ္စနဲ့လဲဆက်ဆက်တာပေါ့လို့တအန်းစစ်ရေးတရင်ချင်းမြေကပြောကြပါတယ်အလားတူစစ်ကောင်စီက ယမန်နေ့ညနေ2နာရီခန့်ကျော်မှာမိုးကုတ်မြို့အနောက်ပိုင်းကိုလည်း Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားပါတယ်။ဒါကြောင့် TNL ထိန်းချုပ်ထားတဲ့မြို့တွေအနက်၅မြို့ကိုနိုင်ပိုင်းအတွင်းဘုံကျဲခဲ့တာဖြစ်ပါတယ်။တရုတ်ဆိုရရဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်းစီနဲ့တအန်းတက် TNL ရဲ့အကြောင်းဖွင့်ရွေးပွဲထပ်မံဖြစ်လာနိုင်တယ်လို့ပြောကြပါတယ်။နောက်ပြီးတော့သူတို့တင်ထားတဲ့မြို့တွေပေါ်ကြောင်မဲ၊တီပေါ်သူတို့ဝင်တဲ့မြို့တွေကိုပြန်ပြီးမှမနှောက်ယှက်နိုင်အောင် ပပတ်လေကိုစည်ရေးဖိအားပေးတာမျိုးလည်းဖြစ်နိုင်တယ်လို့ရှမ်းမြောက်စည်ရေးလေလာသူတဦးကပြောကြားပါရယ် TNL ကလည်းစစ်ကောင်စီရဲ့အော်တိုဘာလ19ရက်နေ့တိုက်ခိုက်လာမှုကိုအတိပေးထုတ်ပြန်ထားပါရယ်နမ်ဆန်နဲ့မန်တုံမျိုးကိုစစ်ကောင်စီကယမန်နေမုံလွဲတနအိုင်ကျော်မှာလေကြောင်းတိုက်ခိုက်လာပြီးအသေးစိတ်အခြေအနေတွေကိုဆက်လက်အတိပေးမယ်လို့ဖော်ပြထားပါရယ်စစ်ကောင်စီတပ်ဟာအော်တိုဘာလ16ရက်နေ့ညပိုင်းမှာလည်းနမ်ဆန်နမ်တူ နောင်ကျုံနဲ့ကြောင်မဲမြို့နယ်တွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။နတ်ဆက်မြို့နယ်ကွဲဟဲကျေးရွာကိုဘုံကျဲတိုက်ခိုက်မှုမှာဆယ်နှစ်အရွယ်ကလေးငယ်တအူးအပါဝင်အရက်သား6ဦးတေဆုံးခဲ့ပြီး TNL တပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုကိုတော့ဖော်ပြမထားပါဘူး။ TNL ဟာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့ကစတင်တဲ့တက်တုံညာနှစ်ခွန်စစ်စင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့၊တီပေါ်၊နမ်ဆန်၊မိုင်းလုံး၊မိုးမိတ် မန်တုံနမ်တူ ကွက်ခိုင်နောင်ကျိုနမ်ခမ်းမိုင်ငောမျိုးနဲ့မန္တလေးတိုင်းကမိုးကုံမျိုးစုစုပေါင်း12မြို့ကိုတင်ပိုက်ထိန်ချုပ်ခဲ့ပါတယ်။အဲ့ဒီမြို့တွေတဲကနောင်ကျိုကိုပြီးခဲ့တဲ့ဇူလိုင်လလယ်မှာစစ်ကောင်စီကပြန်သိမ်းယူခဲ့ပြီးအော်တိုဘာလ10ရက်နေ့မှာကြောင်မဲမျိုးနဲ့အော်တိုဘာလ18ရက်နေ့မှာတီပိုးမျိုးကိုပြန်လည်ထိန်ချုပ်ခဲ့ပါတယ်။ဒါ့အပြင် TNN လေးထိန်ချုပ်ထားတဲ့ကိုမျိုးတွေက၄မျိုးကိုအော်တိုဘာလ19ရက်နေ့မှာဘုံဆက်တိုက်ကျဲခဲ့တာဖြစ်ပါတယ်။ ဒါအပြင်စစ်ကောင်စီဟာ DNL ထိန်းချုပ်မြို့ရွာတွေကိုအော်တိုဘားလာအတွင်းလေးချောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်လျက်ရှိရာအော်တိုဘားတရက်ကနေအော်တိုဘားလာ16ရက်နေ့အထိအကြိမ်30ကျော်ရှိပြီးဖြစ်ပါတယ်။ကြောင်မဲ၊တီပေါ၊မန်တုံ၊မိုးမိတ်၊မိုင်းငော့မိုင်းလုံးမိုးကုတ်နမ်တူနမ်ဆန်စားတဲ့မျိုးတွေကိုစစ်ကောင်စီကလေချောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်အပါဝင်ပြည်သူတွေထိခိုက်မှုရှိခဲ့ပါတယ်။ TNL ကတော့ ၎င်းတို့အနေနဲ့ TNL တပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုတွေကိုဖော်ပြမထားပါဘူးနောက်ထပ်သတင်းအနေဖြင့်ကလေးသမူးလမ်းပိုင်းကိုစစ်ကောင်မရှင်တပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ် PDF တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းခန်းပတ်မျိုးဘက်ကိုဦးတည်လာတဲ့စစ်ကြောင်းဟာကလေးသမူးလမ်းပေါ်ကစော်ဘွားရေရှင်ရွာကိုရောက်ရှိနေပြီးလက်ရှိအချိန်ထိတိမ်းရှောင်ခြင်းမရှိတဲ့ဒေသခံတွေအတွက်အရေးအကြီးဆုံးဖြစ်နေပြီးတိမ်းရှောင်ကြဖို့လိုအပ်တယ်လို့စစ်ပေးရှောင်ရေးကူညီနေသူတွေကပြောပါတယ်။ စစ်ကောင်းစီတပ်ဖွဲ့ဝင်300ကျော်ကတဲနယ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်200ကျော်ပါတဲ့စစ်ကြောင်းဟာစော်ပွားရေရှင်ရွာရောက်ရှိနေပြီးရှေ့တိုးဖို့ပြင်နေတယ်လို့သတင်းရရှိပါတယ်။ရှောင်းနေတဲ့သူတွေကရှောင်းကြတယ်ကတ်တက်နေတဲ့သူတွေလည်းရှိတယ်ဒါကတော့အခြေအနေအရပေါ့လေအဓိကတော့ရှောင်းချဖို့အရေးကြီးတယ်လို့စစ်ဘေးရှောင်းတွေကိုကူညီနေသူတဦးကပြောကြပါတယ်။အိန္ဒိယနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ကလေးတမူလန်းကိုနယ်မြေစိုးမိုးရယူဖို့နဲ့ ်ပီဒီအက်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ခံပန်းမြို့ကိုတိုက်ခိုက်ဖို့စစ်ကောင်စီကကြိုးပမ်းနေတာဖြစ်ပါတယ်။စော်ပွားရေချင်ရွာဟာကလေးမျိုးနယ်ထဲမှာပါဝင်တဲ့တမူးနယ်ဇက်ကရွာဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာပြီးခဲ့တဲ့အော်ဂုလာဆန်ကလေးကကလေးမျိုးနယ်မြောက်ပိုင်းမှာစစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ပီဒီအက်တပ်ဖွဲ့နဲ့နှိစက်သူတအူကပြောပါတယ်။စစ်ကောင်စီကလေးကြောင်းလက်နက်ကြီးအင်အားသုံးပစ်ခတ်နေလို့ PDF တပ်ဖွဲ့တွေဆုတ်ခွာပေးလိုက်ရတဲ့အခါမြေပြင်ကနေရှေ့ကိုတိုးလာတာလို့သူကပြောပါတယ်။ PDF တပ်ဖွဲ့တွေနဲ့အတူနှစ်လကျော်ကြာအထိခုခံတိုက်ခိုက်ခဲ့ပြီးစစ်ကောင်းစီဘက်ကအင်အားနှစ်ဆတိုးပြီးစစ်ကြောင်းဝင်လာလို့ခွာစစ်ဆင်ခဲ့တာလို့ PDF တပ်ဖွဲ့တအူကလူမှုကွန်ရက်မှာရှင်းပြထားပါတယ်။လက်ရှိမှာကလေးတမှုသွာလာမှုကို PDF တပ်ဖွဲ့တွေကတရီပေးထားပါတယ်။လုံခြုံရေးအခြေအနေအရ PDF တပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့တရီပေးချက်ကိုလိုက်နာကြဖို့တမှုခရိုင် PDF တပ်ဖွဲ့ကတိုက်တွန်းထားပါတယ်။လက်ရှိဒေတာရင်းအခြေအနေကြောင့်ကလေးမျိုးနယ်ကနန်းဟန်နယ်၊နန်းဆောင်ပူ၊ကြံစက်ကုန်း 56မိုင်ခုံတာကံကြီးဇရာကျိုးမြစိန်ရွာအပါဝင်ကျေးရွာပေါင်း20ကျော်ကဒေသခံတပေါင်းကျော်စစ်ပေးရှောင်နေရပြီးအကူအညီတွေလိုအပ်နေတယ်လို့သတင်းရရှိပါရယ်ကလေးမျိုးဘော်ကိုလည်းစစ်ပေးရှောင်တွေအများပြားရောက်ရှိလာတယ်လို့စစ်ပေးရှောင်တွေကိုကူညီနေသူတဦးကပြောကြပါရယ်ကမ်ပတ်မြို့ကို PDF တပ်ဖွဲ့တွေက2023နိုဝင်ဘာ9ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒီကနေ့အထိထိန်းချုပ်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကလည်းကလေးတမူအာရှလမ်းပေါ်က နမ်မောတားရွာမှာစစ်ကောင်းစီစစ်ကြောင်းတွေဝင်ရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။စစ်ကောင်းစီစစ်ကြောင်းမှာကတဲ့တပ်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ဆိုတဲ့ကတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာစစ်ကောင်းစီအာဏာသိမ်းပြီးနောက်2021ခုနှစ်ကစတင်ပြီးတပ်မှုခရိုင်တပ်မှုမြို့နယ်နဲ့ခန်းနီးခရိုင်ဟုံမလင်းမြို့နယ်တွေမှာစစ်ကောင်းစီနဲ့ပူးပေါင်းပြီးကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ပြီးခဲ့တဲ့ဩဂုတ်လမှာတော့ဟုံမလင်းမြို့ကနေတင်းမောတွေနဲ့ကလေးမြို့ကိုဝင်ရောက်လာတာလို့ အန်ယူဂျီကသတင်းထုတ်ပြန်ထားပါဗျ။ကလေးမျိုးနဲ့နန်းဟန်နယ်ရွာမှာပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကတိုက်ပွဲမှာစစ်ကောင်စီနဲ့ကတဲလက်နက်ကင်တပ်ဖွဲ့ပူးပေါင်းတပ်ကိုကလေး PDF ကတိုက်ခိုက်စဉ်ကတဲလက်နက်ကင်တပ်စိတ်တစ်ခုလုံးတေဆုံးခဲ့ပြီးစစ်ကောင်စီဗိုလ်မှူးတအူးဒဏ်ရာရရှိက PDF တပ်ဖွဲ့ဘက်မှလည်းထိခိုက်တေဆုံးမှုအချို့ရှိခဲ့တယ်လို့သတင်းရရှိပါဗျ။နောက်ဆုံးသတင်းအနေဖြင့်တနင်္သာရီမျိုးနဲ့တမုတ်ချုံရွာအနီးကစစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုကဝင်ရောက်တိုက်ခိုက်ကြောင်းသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဘက်မှထိခိုက်မှုရှိခဲ့တယ်လို့ PDF မိခရိုင်အမှတ်နှစ်တရင်ကသတင်းထုတ်ပြန်ပါတယ်။တနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်တွေကအော်တိုဘားလ16ရက်နေ့နံနက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး45မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲမှာ စစ်ကောင်းစီတပ်ဘက်မှ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မိခရိုင်တရင်နှစ်ကသတင်းထုတ်ပြန်ပါတယ်။ PDF တပ်ပေါင်းစုကပြန်လည်ဆုတ်ခွာသွားလို့အော်တိုဘားလာ20ရက်မှာတော့တိုက်ပွဲမရှိဘူးလို့မိခရိုင်အမှတ်နှစ်တရင်သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောကြားပါတယ်။အခုတော့သူတို့လည်းငြိမ်နေပါတယ်။တမုတ်ချုံရွာကတော့ပြန်မဆုတ်သေးဘူးလို့သတင်းပြန်ကြားရေးတာဝန်ရှိသူကစစ်ကောင်းစီတပ်တွေကျေးရွာနီးဆက်ရှိနေတဲ့အခြေအနေကိုပြောကြားပါတယ်။စစ်ကောင်စီတပ်ကိုမိခရိုင်အမှတ်နှစ်တရင်တက်ခွဲနှင့် ကောတောင်းခရိုင်တရင်တဲနဂါအဖွဲ့ဒုံးတပ်ဖွဲ့တနင်္သာရီမျိုးနယ်ပါကာဖပူပေါင်းတပ်တို့မှတိုက်ခိုက်ခဲ့တာဖြစ်ပြီးပူပေါင်းတပ်ဖွဲ့ဘက်မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။